သခင်ယေရှုတော်ချီးမွမ်းပါတယ်ကျောင်းနှုတ်ကပတ်တော်အဖြစ်သူတို့ကအစဉ်ကျင်ခွန်အားယူဖို့ရန်အတွက်တုတ်တန်ချံခန်းကြီး3အပိုင်းငယ်3-4ကရုဏာတရားနှင့်သစ္စာတရားကိုသင်နှင့်မကွာစေနှင့်ထိုတရားတို့ကိုသင်ဤလယ်ပင်၌ဆွဲထားလောနှလုံးအင်းစင်း၌ရေးသွင်းလောထိုတို့ပြုလင်ဖျားသခင်ရှိလူတို့ရှိမှမျက်နာရ၍ယေရှုကိုခံရလိမ့်မည် ကျောင်းဒီနောက်ကဘတော်မှာတော့ဘာကိုဖော်ပြလဲဆိုရင်တော့ဘုရားသခင်ရှေ့မှာမျက်နှာသာရဖို့လူတွေရဲ့ရှေ့မှာမျက်နှာသာရဖို့ရန်အတွက်ဘယ်အရာကအရေးကြီးတာလဲဆိုရင်တော့ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာတဲ့ကရုဏာတရားနဲ့တစ္ဆာတရားကိုတွင်ထားပါလေပင်မှာဆွဲကြိုခဲ့သို့ဆွဲထားပါအတိတ်ဘေကတော့ကရုဏာတရားဆိုတဲ့ချစ်ချင်းမေတ္တာတစ္ဆာတရားဆိုတဲ့ဖြောင့်မတ်မှန်ကန်ခြင်းတစ္ဆာရှိခြင်းကိုကျွန်တော်တို့ရဲ့အသက်တာထဲမှာ ရှိဖို့ဖြစ်ပါတယ်နှလုံးသားထဲမှာရှိနေဖို့ဖြစ်တယ်အဲ့ဒီနှလုံးသားထဲမှာအဲ့ဒီသဘောတဘာဝနှမျိုးကဖရားရဲ့သဘောတဘာဝနှမျိုးဖြစ်ပါတယ်ဖရားသခင်ကချစ်ချင်းမေတ္တာအရှင်ဖြစ်တယ်လို့ဖြောင့်မတ်မှန်ကန်တဲ့သစ္စာရှင်လည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာသူတစ်ပါးကိုချစ်မယ်ဖရားသခင်ကိုလည်းချစ်မယ်ဖြောင့်မတ်မှန်ကန်စွာအသက်ရှင်မယ်သူတစ်ပါးပေါ်မှာမတရားမလုပ်ဘူးအဲ့ဒီလိုဖရားနှစ်သက်တဲ့နှလုံးသားမျိုးရှိမယ်ဆိုရင်ဖရားသခင်ရှေ့မှာမျက်နှာသာရမယ် ဘုရားရှိမှမျက်နှာသာရရင်လူရှိမှလည်းမျက်နှာသာရမယ်။ပြီးတဲ့အခါမှာအကျိုးကျေးဇူးကို ခံရမယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့ဘုရားသခင်ရှိမှမျက်နှာသာရဖို့ရန်အတွက်အရေးကြီးဆုံးကကျွန်တော်တို့ရဲ့နှလုံးသားဖြစ်တယ်။ကျွန်တော်တို့ရဲ့နှလုံးသားကဘုရားသခင်နှစ်သက်မယ်ဆိုရင်တော့ဘုရားရဲ့သဘောတဘာဝတွေချစ်ချင်းမြတ်တာတွေဖြောင့်မတ်ခြင်းသဘောတွေရှိမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့အသက်တာကိုဘုရားသခင်ကမျက်နှာသာပေးမှာဖြစ်ပါတယ်။သင်ကလူများထက်ထူးခြားနေမယ်။ လူများဒီအောင်ပဲလုပ်တယ်ဒီကိစ္စကိုပဲလုပ်တယ်ဒါပေမဲ့သင်လုပ်တဲ့အခါမှာထူးခြားစွာနဲ့အောင်မြင်မှာဖြစ်ပါတယ်လူတိုင်းလုပ်ပေမဲ့သင်လုပ်တာနဲ့ကမတူဘူးဘာကြောင့်လဲဆိုတော့သင်ပေါ်မှာဖရာရဲ့မျက်နှာသာ ရှိတော့ကြောင့်ဖြစ်တယ်အဲ့ဒီဖရာရဲ့မျက်နှာသာကိုခံစားရတဲ့သူကဘယ်လိုလူမျိုးပဲခံစားရလဲဆိုတော့နှလုံးသားလှတဲ့သူဖရာသခင်နှစ်သက်တဲ့စိတ်နေသဘောထားရှိတဲ့သူပဲဖရာရဲ့မျက်နှာသာကိုခံစားရတာဖြစ်ပါတယ်ဖရာရဲ့မျက်နှာသာကိုသင်ကခံစားရပြီဆိုရင်တော့လူရှိမှလည်းမျက်နှာသာရမှာဖြစ်ပါတယ် ။သင်ကိုလူတိုင်းကကူညီခြင်းပဲ။သင်ကိုလူတိုင်းကမားစားခြင်းပဲ။သင်ကိုမားစားမဲ့လူတွေကိုဘုရားသခင်ကပြင်ဆင်ပေးထားမှာဖြစ်ပါလေ။တုတ်တဉ္ဇံခန်းကြီး7အပိုင်ငယ်1မှာဘလို့ဖော်ပြလဲဆိုရင်"သူတော်ကောင်းသည်ထာဝရဘုရားရှေ့တော်၌မျက်နာရတတ်၏။မကောင်းသောအကြံကိုကြံစီသောသူမူကားအပြစ်စီရင်တော်မူခြင်းကိုခံရ၏။သူတော်ကောင်းသည်တဲ့ထာဝရဘုရားရှေ့တော်၌မျက်နာရတတ်တယ်လို့ဖော်ပြပါတယ်။"သူတော်ကောင်း"ဆိုတဲ့ ဒီမြန်မာစကားကိုအင်္ဂလိပ်ကျမ်းစာမှာပြန်ကြည့်တဲ့အခါမှာကောင်းသောသူ good man လို့ပြောပါတယ်။ကောင်းသောသူဆိုတာကတော့စိတ်နှလုံးကောင်းစားတဲ့သူနှလုံးသားလှတဲ့သူကတဲ့ထာဝရဘုရားရှိတော်မှာမျက်နာရတတ်တယ်လို့တမန်ကျမ်းစာကဖော်ပြပါတယ်။ဒါကြောင့်မို့သင်ရဲ့နှလုံးသားကဘုရားသခင်နှစ်သက်တဲ့စိတ်နေသဘောထားဖြစ်မယ်ဆိုရင်သင်ကဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကိုခံရမှာဖြစ်ပါတယ်။သင်ပြုလေသမျှမှာအောင်မြင်မှာဖြစ်ပါတယ်။သင်လုပ်တဲ့အလုပ်တိုင်းကထူးခြားနေမှာဖြစ်ပါတယ်။ ျွန်တော်ယောသက်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာအင်မတန်မှနှလုံးသားလှတဲ့သူဖြစ်ကြောင်းတွေ့ရပါတယ်။ဒါကြောင့်မို့ယောသက်ကသူ့ကိုယ်တွေဘလောက်ပဲမုန်းတီးပြီးတော့သူများတိုင်းပြည်ကိုရောင်းစားလိုက်ပါစေ။သူများတိုင်းပြည်မှာဘလို့ပဲကျွံဖြစ်ပြီးတော့ပင်ပန်းဆင်းရဲစွာလှုပ်ဆောင်ရပါစေ။နှလုံးသားလှတဲ့အခါမှာအကိုတွေကိုလည်းအပြစ်မတင်ဘူး။ဖခင်သခင်ကိုလည်းဒီလိုဖြစ်ရလေခြင်းဆိုပြီးတော့အပြစ်မတင်ဘူး။ကိုဘွားကိုလည်းကိုခါသီးစွာမဖြတ်တန်းဘူး။ဖခင်နဲ့နေစဉ်အသက်ရှင်နေ မင်္ဂန္တာတွေဝယ်ဆက်လုပ်တယ်။ဘုရားသခင်နှစ်သက်တဲ့အတိုင်းပဲသူကအသက်ရှင်တဲ့အခါမှာလှပတဲ့နှလုံးသားရှိတဲ့အခါမှာတဲ့သူပြုတ်လေသမျှမှာအောင်ရတဲ့ခွင့်ကိုဘုရားကပေးတယ်။ပေါ်ဒီဖာရဲ့အိမ်မှာသူကကြုံဖြစ်ပါတယ်။ပေါ်ဒီဖာရဲ့အိမ်မှာကြုံနေအများကြီးပါပဲ။အဲ့ဒီကြုံနေအများကြီးတဲမှာမှသူကချီးမြှောက်ခြင်းကိုခံရတယ်။သခင်ရှိမှမျက်နှာသာရတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်။ သူတချိန်အဲဂုရုတိုင်းပြည်မှာဒုတိယဘုရင်ကဖြစ်ဖရာရဲ့ချီးမြှောက်ခြင်းကိုခံရတဲ့အခါမှာလေသူကသူ့ကိုမုံတီးခဲ့တဲ့သူတွေသူ့အကိုတွေကိုသူပြန်လက်စားမချေပါဘူးသူ့ကိုအပြစ်မရှိဘဲနဲ့ကြောက်ချခဲ့တဲ့ပေါ်တီဘာရဲ့မိန်းမကိုလည်းသူကပြန်ပြီးတော့မတုံ့ပြန်ပါဘူးလက်စားမချေပါဘူးခွန့်လွတ်တဲ့နှလုံးသားရှိတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်မို့အဲ့ဒီလိုနှလုံးသားလှတဲ့သူကိုဖရာကမျက်နှာသာပေးပြီးတော့သူပြုတ်လေသမျှမှာအောင်းဝါးတဲ့ခွန့်ကိုဖရာပြင်ဆင်ပေးပါတယ်ကျွန်တော်ဒါဝိရဲ့သက်တာကိုကြည့်တဲ့အခါမှာလည်း အဖေရေရှဲစီမှာသား၈ယောက်ရှိတယ်။အဲဒီသား၈ယောက်ထဲမှာမှဒါဝိတ်ကအငယ်ဆုံးသားဖြစ်ပါတယ်။တကယ်ဆိုရင်ဣသရေလတိုင်းပြည်ရဲ့ရှင်ဘုရင်နေနဲ့အကိုကြီးတွေကပို့ပြီးတော့အောင်ဖြစ်တင်ပါသေးတယ်။ရှောလူရဲ့တက်ထဲမှာလည်းစစ်မှုထမ်းနေတယ်။အယံမောင်းကလည်းဒါဝိတ်ထက်ပိုမြင့်နေ။အယေချင်းကလည်းဒါဝိတ်ထက်ပိုတော်ပါတယ်။တို့ရတွင်ဘုရားသခင်ကပြင်ပအရာတွေကိုမကြည့်ဘူး။ဘုရားသခင်ကြည့်တာကနှလုံးသားဖြစ်တယ်။ဒါကြောင့်မို့နှလုံးသားမှန်ကန်တဲ့ဘုရားနှစ်သက်တဲ့နှလုံးသားရှိတယ်။ဒါဝိတ်က ပြင်ပအရေးချင်းတွေမပြည့်စုံတော့ညာလေဖယားသခင်သည်သူ့ကိုရွေးချယ်ပြီးတော့ချီးမြှောက်ခဲ့တယ်ပိတ်သိပ်ပေးခဲ့တယ်ဆိုတဲ့အကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်ကျွန်တော်မေတော်မာရီရဲ့အသက်တာကိုကြည့်တဲ့အခါမှာလေမေတော်မာရီကိုကောင်းကင်တမန်လာပြီးတော့သင်ဟာကြီးစုတော်ခံတော်မိမဖြစ်တယ်မင်္ဂလာရှိတယ်ဖယားသခင်ကမင်းနဲ့အတူ ရှိနေတယ်သင်ဟာမိမတကာတို့ထက်မြတ်စွာသောမင်္ဂလာရှိတယ်လို့မာရီကိုပြောပါတယ်ဖယားသခင်ကကယ်တင်ခြင်းအမှုတော်လုပ်ငန်းကိုလှုပ်ဆောင်ဖို့ရန်အတွက် လောကမှာလူဇာတိခံပြီးတော့လူသားတွေရဲ့အပြစ်ကိုဆက်ပေးဖို့ရန်အတွက်လူလိုမွေးဖွားပြီးတော့လူတွေရဲ့အပြစ်တွေလက်ဝါးကြတိုင်းမှာအသေးခံပေးဖို့ရန်အတွက်ကပ္ပဝမှာမိမတွေအများကြီးရှိတော်ညာလဲမေတော်မာရီကိုရွေးကောက်တယ်။ဒါလောက်များစွာသောအမျိုးသမီးတွေရှိတော်ညာလဲဘာကြောင့်မေတော်မာရီကိုမှရွေးကောက်ရတာလဲ။မေတော်မာရီရဲ့နှလုံးသားကြောင့်ဖြစ်တယ်။မေတော်မာရီကပညာရမ်းတက်နေလို့လား။ရုပ်ရမ်းချောနေလို့လား။မျိုးရိုးမြင့်မားလို့လား။မဟုတ်ပါဘူး။ ်မေရိုမာရီရဲ့နှလုံးသားကြောင့်ဖြစ်တယ်။မေရိုမာရီရဲ့ဖခင်ရဲ့အလိုတော်ကိုဝန်ခံတတ်တဲ့နှလုံးသားနှိမ့်ချတဲ့နှလုံးသားကြောင့်ဖခင်သခင်သူ့ကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။ဖခင်ရဲ့မျက်နှာသားကိုမေရိုမာရီကအထူးခံစားရပါတယ်။သူကအပြူစင်ဖြစ်ပါတယ်။အပြူစင်တယောက်ကကိုဝင်ဆောင်မှုဆိုတာကသူမဖြစ်ချင်တဲ့ကိစ္စပဲဖြစ်ပါတယ်။သူမဖြစ်ချင်တော့ညာလဲဖခင်သခင်ကလူသားတွေကိုကယ်တင်ဖို့ရန်အတွက်လူကဲ့သို့လူစားတိခံမဲ့ကိစ္စမှာသူ့ရဲ့ဝမ်းကိုငှားဖို့ရန်အတွက်တောင်းဆိုတဲ့အခါမှာ ူကသူမဖြစ်ချင်တဲ့ကိစ္စဖြစ်တော်냐လေဘုရားသခင်အလိုတော်ကိုဝန်ခံပြီးတော့ကိုရောရဲ့အလိုတော်တိုင်းကျမနိုင်ဖြစ်ပါစေဆိုပြီးတော့သူဝန်ခံတဲ့အခါမှာဘုရားသခင်ရွေးကောက်ခြင်းအသုံးပြုခြင်းချီးမြှောက်ခြင်းကိုခံရတယ်ဆိုအကြောင်းကိုတမန်ကျမ်းစာမှာတွေ့ရပါတယ်။ဒါကြောင့်မို့ချစ်တော်ညောင်စီတိုင်းသင်ရဘွားတရားထဲမှာသူများကဒီကိစ္စကိုလှုပ်တာပဲ။ဒါပေမဲ့သင်လှုပ်တဲ့အခါမှာသူများလှုပ်တာနဲ့ပို့ပြီးတော့ထူကြသွားမယ်။သူများနေမအောင်မြင်တဲ့ကိစ္စကိုသင်လှုပ်တဲ့အခါမှာအောင်မြင်သွားမယ်။သင်လှုပ်လိုက်တဲ့အရာမှန်သမျှထူကြဖို့ရန်အတွက်ဖခင်ရဲ့မျက်နှာသာ လိုအပ်ပါတယ်။ဖယောင်းသခင်မျက်နှာသာကတော့ဘေးပေါ်မှာဖယားကမျက်နှာသာပေးလဲဆိုရင်တော့နှလုံးသားကိုကြည့်ပြီးတော့မျက်နှာသာပေးတာဖြစ်တယ်။သင်ရဲ့နှလုံးသားကဖယားနှစ်သက်တဲ့နှလုံးသားရှိမယ်။ချွတ်ချင်းမြတ်တာသဘောတွေရှိမယ်။ဖြောင်းမှချင်းသဘောတွေရှိမယ်။သင်ရအသက်တာထဲမှာစိတ်နေသဘောထားမှန်ကန်စွာနဲ့အသက်ရှင်မယ်ဆိုရင်တော့သင်ဟာဖရာသခင်ရဲ့မျက်နှာသာကိုခံစားမှာဖြစ်ပါတယ်။ဖရာရဲ့မျက်နှာသာကိုခံစားရင်လူတွေရှိမှလည်းမျက်နှာသာကိုရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့ မှန်ကန်သောစိတ်နေသဘောထားရှိခြင်းအပြင်ဘုရားသခင်မျက်နှာတော်ခံစားရပြီးတော့ပြုလေသည်များမှာအောင်မြင်သောအသက်တာနဲ့အသက်ရှင်နိုင်သောသူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျာရှင်ကောင်းကြီးပေးပါစေ